လူတယောက်ဟာတရားအပေါ်မှာပဲဖြစ်စေစေတရှိတရားအပေါ်မှာပဲဖြစ်စေတက်မဲ့အရာတွေပေါ်မှာပဲဖြစ်စေတွေ့ဝေးနေပြီဆိုလို့ရှင်ဒီလမ်းစဉ်အချက်၅ချက်အတိုင်းလိုက်နာအောင်နမတိကဘာလို့ဆိုရင်ကရုတံဝတာဆရာကောင်းတမောင်းနဲ့အတူနေထိုင်ပြီးတော့နေอยู่လို့တယ် ်အခုစေပညာမှလဲလေဟိုစေပညာသင်ထားတဲ့เจ้าသားတွေဆရာဝန်ဖြစ်စဆရာမဖြစ်စစေပညာရှင်တွေဟာအဲတမားတော်ကြီးနဲ့လက်တွဲပြီးတော့နောက်ကနေလိုက်ကြရတာဘယ်လိုယူဆတယ်ဘယ်လိုကုတယ်ဘယ်လိုပြုတယ်ဆိုတာလိုက်မှတ်တမ်းတင်နေကြအဲ့ဒါကရုသံဝတ္တလို့ခေါ်တယ် ဆရာနဲ့တွဲဖက်ပြီးတော့လုံးလုံးနေဆရာနဲ့တွဲဖက်ပြီးတော့နေရမယ်ဒါမောဟပြောက်ဖို့အတွက်ချိန်ယူရမယ်ဆေးပညာမှာချိန်ယူရသလိုတခြားပညာရည်ဒီမှာလည်းချိန်ယူရသလိုလူရင်ထဲမှာဖြစ်နေတဲ့မောဟနဲ့ပတ်သက်လို့ရှိရင်ချိန်ယူရမယ်တရားပြတဲ့ဆရာနဲ့တွဲဖက်ပြီးတော့ကိုယ်ရင်နဲ့မရှင်းတာတွေရှင်းအောင်လုပ်ဖို့ဆရာနဲ့အတူတွဲနေဖို့လိုတယ်တဲ့ အဲနံပါတ်1နံပါတ်2ကဥဒိတာဥဒိတာဆိုတာဆရာစီကပညာရတ္တကိုရှင်နဲ့ရောက်အောင်သင်ယူဖို့လိုတယ်ဆရာနဲ့တူမဲ့နေမဲ့ဒီပညာရတ္တကိုရှင်နဲ့ရောက်အောင်သင်ဖို့လိုတယ်ရှင်နဲ့ရောက်အောင်သင်တယ်ဆိုတာဘယ်ယောဂဘာကြောင့်ဖြစ်တယ် ေယောကတောင်းရင်ပဲဆေးပြောက်ပဲဆေးလိုအပ်တယ်ပေယောပဲဆေးတောင်းရင်ပေယောကပြောက်တယ်သို့သောပဲဆေးမှာ side effect တွေပါတယ်ရှိတယ်ပဲဆေးက side effect မရှိဘူးပဲဟာကသက်သာစိတ်နိုင်တယ်ပဲဟာကယောဂပူဆိုးနိုင်တယ်ဆိုတော့ဒီမှတ်သားချက်ပညာရက်တွေကိုရှင်တဲ့နှလုံးနဲ့အလွတ်ရနေအောင်လေ့လာရမယ်ဒါဥဒိတာကုထုံးတွေကိုသိနေရမ ဆိုအဲ့ကုထုံးနေတိမှကုထုံးတိုင်ကိုညံနဲ့ကိုပြန်ကြည့်ပြီးတော့ဒီနေရာပဲကုထုံးကအကောင်းဆုံးလို့ဆိုရင်လည်းဒါတော့ကိုပဲညံနဲ့ပြန်စဉ်းစားရမယ်ပေါ့အဲ့ဒါကိုဥဒ္ဒိတာလို့ခေါ်တာဒီဘုရားမြတ်စွာဟောတဲ့တုတ်တန်နေကြည့်ပြီးတော့ဝိပဿနာရှုရဲဆိုတာပါရှုရမယ်ရှုရှုရမလားနာရှုရမလားသို့မဟုတ်ယောဂဆရှုရလားနာဆရှုရလား အခြေခံဘယ်ဟာစားမယ်ဆိုတော့လမ်းညွှန်ချက်တွေကိုသိအောင်ကြိုးစားတာ။သီဝရီတွေပေါ့။ဒါတွေကိုသင်ယူရမယ်လို့ဆိုလိုတယ်။ဥဒေသသင်ယူထားတဲ့စာတွေသင်ယူထားတဲ့စာတွေကို နောက်နံပါတ်3ကဥဒိဋ္ဌဥဒိဋ္ဌပရိပု္ပ္ပစနာသင်ထားတဲ့ စာပိုက်တွေကိုမရှင်းလို့ရှင်ဆရာနဲ့ဆွေးနွေးရမယ်မေးမြန်းရမယ်ဆွေးနွေးမေးမြန်းခြင်းဆိုတော့လုပ်ရမယ်တဲ့နံပါတ်၄ဟာပါတော့စေကာလီနဓမ္မတဝနံတင့်လျော်တဲ့အချိန်ခါလေးမှာနားထောင်ရမယ်လက်ချာတွေလိုက်ရမယ်လို့ဆိုလိုတယ်ဘဝမှန်တဲ့နန်းတွေတက်ရမယ် ်ရသော်ဗျာတရားဆိုလို့ရှင်သင်ရတဲ့အချိန်မှာတရားထနာရမယ်ဒါမှကိုမသိတာတွေကတဖြည်းဖြည်းရှင်းလာပို့ပို့ရှင်းလာတယ်ကာလေနဓမ္မတောနာသင်ရတဲ့အချိန်ကမှတရားနာရမယ်နံပါတ်9ကပါတော့စေဌာနာဌာနာဝိနည်းရှာတယ်ဘယ်ကိစ္စမှမဆို ရီစနေပဲဖြစ်သလားမဖြစ်ဘူးလားဆိုတာဆုံးဖြတ်နိုင်အောင်စ조사အတွေ့အကြုံပေါ်မှာမှုတည်ပြီးတော့အမြဲတမ်းအကြောင်းအကျိုးကိုဆင်ញင်သုံးသပ်ရမယ်ယောဂကုရနဲ့တရားရှာတာနဲ့အမတမတူညီပါတယ်အခုလည်းပဲအတွေ့အမှားကိုဖယ်ရှားတာဟာယောဂကုရနဲ့အလားတန်တူပါတယ်ဒါကြောင့်မို့အဲ့ဒီမှာအကြောင်းနဲ့အကျိုးကို အမြဲတမ်းစစ်စစ်ဆုံးဖြတ်နိုင်ရမယ်အဲ့ဒီလိုစစ်စစ်ဆုံးဖြတ်နိုင်ပြီဆိုတဲ့အခါကျတော့မှမောဟဆိုတာယောနေသွားမှာဖြစ်ပါတယ်အဲ့တော့မောဟအတွေးတွေပြားနေလို့ရှိရင်ဆရာနဲ့နေပါတိဝိရိတွေချက်မှတ်ပါမရှင်းတာတွေကိုမေးပါ ချက်မှတ်ထားတဲ့ဟာတွေမရှင်းတာတွေကိုပေးပါ။ရှမယံခာတရားနာပါသို့မဟုတ်လက်ချလိုက်ပါ။နံပါတ်5ကကိုယ့်ကိုမဘလို့လို့အကြောင်းနဲ့အကျိုးဆင်ခြင်ဆုံးဖြတ်ပါ။အဲ့ဒါဆိုလို့ရှင်မောဟဟာတဖြည်းဖြည်းလွင်ပါသွားပြီးတော့ဉာဏ်ပညာကထိတ်ရှည်တန်းရောက်လာမှာဖြစ်ပါတယ်။ဒါကစနစ်တကျဝိတက်ကတန်ထာနာတော့မှာ မြတ်စွာဘုရားကအတူချုပ်လေးပြောထားတာကိုအထက်ကရာဆရာကြီးကရှင်းပြီးတော့သေချာပြပြတာဒီအချက်ဒီအချက်တွေနဲ့ဒီလိုလောက်ပါလို့ဆိုပြီးတော့အဲ့တော့ဥပရိနဲ့လှုပ်ထုံးလုံနီးတခါတည်းပြည့်ပြည့်စုံစုံဟောထားတာဖြစ်တ